မင်္ဂလာပါဘူဘူဖြစ်ပါတယ်ဘူဘူတိုင်းမှာဆရာကျူဆူပါတယ်ကျွန်တော်ကတော့ဒီခါတော့ပုံနဲ့တကွာပေါ့နော်ပုံမှာတခါတည်းကျွန်တော်ရေးပေးထားပါတယ်အင်္ဂလိပ်စာရောထိုင်းစာရောမြန်မာစာပါကျွန်တော်ရေးပေးထားပါတယ်အဲ့ဒါတွေကမြန်မာစာကကြတော့ထိုင်းအတန်ထွက်ကိုရေးပေးထားပါတယ်အင်္ဂလိပ်စာလည်းထိုနည်းတူပဲထိုင်းအတန်ထွက်ကိုရေးပေးထားတာဖြစ်ပါတယ်ထိုင်းစာကတော့ထိုင်းအတန်ထွက်ပေါ့နော်โอเคအဲ့ဒါကြတော့အောက်မှာကြတော့မြန်မာလူလေးနဲ့ကျွန်တော်ရေးပေးထားပါတယ်စမယ် ဒီပုံမှာပြထားတဲ့အရာကြတော့ by time စပိုင်းပေါ့နော်သူရဲ့အတန်ထွက်ကကြတော့ by time စပိုင်း by ဆိုတာတွားတီပေါ့နော် time စပိုင်းဆိုတာ ACC နှခုပေါင်းလိုက်တော့ by time စပိုင်းဆိုတော့ by time စပိုင်းဆိုတဲ့စကားဖြစ်ပါတယ်အဲ့ဒါကြတော့တက်တောင်းတက်တာပေါ့နော် ACC တွားဆိုတဲ့အဓိပ္ပာယ်ရှိပါတယ် Okay သဘောပေါက်မယ်လို့ထင်ပါတယ်နော်အတန်ထွက်လေးကြီးကျွန်တော် focus ထားပြီးတော့ပြောထားတာနော်ကျွန်တော်ရေးလို့ရှိရင်တော့မြန်မာစာလေးကဘယ်လိုပြောရမလဲ အထိုင်းတန်ထိုင်းတန်ထွက်ကိုမြန်မာစာနေကစူးစမ်းပြည်ပေးထားတာဖြစ်ပါတယ်เนาะကျွန်တော်အတန်ထွက်လေးကပို့ပြီးတော့မှတ်ပါတယ် Python စပိုင် solution တက်တောင်းတက်တာပေါ့เนาะတုံမဟောင်း AACC သွားဆိုတဲ့အနေထားမှာရှိပါတယ်နောက်တစ်ခုသွားမယ် Okay ဒီတစ်ခုကကြတော့ Python ထန်နီအာနော်ပိုင်တမ်ထန်နီဆိုတာပိုင်ဆိုတာသွားဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်တမ်ဆိုတာလိုက်သွားပေါ့နော်ထန်နီဆိုတာဒီလန်တိုင်း ပြောလို့ရှိရင်ဒီလမ်းတိုင်းသွားပေါ့နော်ပြောတဲ့ဆိုလိုတဲ့အဓိပ္ပာယ်ကသူရဲ့တခွန်ချင်းအဓိပ္ပာယ်ကကြတော့ by ဆိုတာကကြတော့သွားပေါ့နော် time ဆိုတာ light ဆိုတဲ့သဘောဖြစ်ပါတယ်ထန်နီးဆိုဒီလမ်းပေါ့နော်အဲ့ဒါကကြတော့တခွန်ချင်းရဲ့အဓိပ္ပာယ်ပေါ့နော်အကုန်လုံးကိုစုလိုက်မယ်ကွာ by time ထန်နီးဆိုတာကကြတော့ဒီလမ်းတိုင်းသွားဆိုတဲ့သဘောဖြစ်ပါတယ်နော်ဒီလမ်းတိုင်းသွားဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်နော်အစီအမံလို့ထင်ပါတယ်။ဟုတ်ကဲ့ပါနောက်တစ်ခုသွားမယ်။အာ းဒီတစ်ခုကကြတော့ပိုင်မိတ်ပင်နော်ပိုင်မိတ်ပင်သွားမတက်ဘူးပိုင်ဆိုတာသွားတာနော်အနောက်ကမိုက်ပင်မိုက်ဆိုတာကကြတော့သူရဲ့အတိတ်ဘယ်ကကြတော့ဘယ်လိုပြောမလဲညင်းဆိုတဲ့စကားမှာတုံးတာပေါ့နော်သူကညင်းဆိုတဲ့ကရိယာပေါ့နော်မိုက်ပင်ဆိုတာမတက်ဘူးပင်ဆိုလို့ရှိရင်တက်တယ်နော်အဲ့လိုမျိုးရှိပါတယ်မိုက်ပင်ဆိုတာကြတော့မတက်ဘူးပင်ဆိုတာကြတော့တက်တယ်ဆိုတဲ့သဘောအဲ့အဓိပ္ပာယ်မှာရှိပါတယ်အဲ့ဒါကိုပိုင်ဆိုတာနဲ့တွဲလိုက်မယ်ကွာ ပိုင်မိတ်ပင်သွားမတက်ဘူးဆိုတဲ့အဓိပ္ပာယ်ဖြစ်သွားမယ်။အာပိုင်ပင်ဆိုတာတော့ပဲဆိုလို့ရှိရင်အလေအမိုက်ဆိုတာရုပ်ဖြုံးလိုက်မယ်။ပိုင်ပင်ဆိုတာတော့ပဲဆိုလို့ရှိရင်သွားတက်တယ်ဆိုတဲ့သဘောရှိပါတယ်။အဲဒါကြတော့ဘုံပိုင်မိတ်ပင်ဆိုလို့ရှိရင်ကျွန်တော်သွားမတက်ဘူး။ဒါအာဒါကြတော့ဘလူးပြောမှာဘလူးတွေပြောလဲဆိုတော့ကျွန်တော်ပြပြတာနော်ဖုံဆိုတော့ကျွန်တော်ပိုင်မေးပင်းသွားမတက်ဘူးဖုံပိုင်မေးပင်းဆိုတာကြတော့ကျွန်တော်သွားမတက်ဘူးဆိုတဲ့အနေပဲဖြစ်ပါတယ်အဲ့ဒါအမျိုးမျိုးသုံးလုံးရတယ်နော်ဖုံဆိုတာသုံးလုံးရသလိုချန်ချန်တမဟုတ်နူ ฉันဆိုတာจုတ်တော့မဟုတ်จม่าပေါ့เนาะ노ဆိုတာตะมีผมဆိုတာจนอ่าအဲ့လိုမျိုးတွဲตုံလို့ရရတာပေါ့เนาะจนตั้วမတက်ဘူးจม่าตั้วမတက်ဘူးတော့မဟုတ်จုတ်ตั้วမတက်ဘူးตะมีตั้วမတက်ဘူးอ่าအဲ့လိုမျိုးဒီမှာตုံလို့ရရเนาะตั้วတက်တယ်ဆိုဘာလို့လဲပြောလို့ရတယ်เนาะအလဲအမိုက်ဆိုတာလေးဖြုံးလိုက်တာ ਨੇ ตั้วတက်တယ်ဆိုတဲ့အနေပဲဖြစ်သွားမယ်တဘောပေါ့မယ်လို့ထင်ပါတယ်နောက်တစ်ခုตั้วမယ်อ่าเดี๋ยวสาไปถึงแล้วไปถึงไหนแล้ว ပိုင်းဆိုတာသွားတာကိုပြောတာเนาะထင်းဆိုတာရောက်တာကိုပြောတာနိုင်ဆိုတာဘယ်ကိုလဲပေါ့เนาะလဲဟုတ်ဆိုတာပြီးပြီးအဲအကုန်လုံးဘာလိုက်တော့ပိုင်းထင်းနိုင်လဲဟုတ်ဆိုတာကြတော့ဘယ်ကိုရောက်နေပြီလဲဆိုတဲ့ဘယ်ရောက်နေပြီလဲဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်เนาะပိုင်းထင်းနိုင်လဲဟုတ်ဆိုတာဘယ်ရောက်နေပြီလဲဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်เนาะလွယ်လွယ်လေးတွေပါအာနောက်တစ်ခုသွားမယ်ပိတ်ကညာကြီးပိတ်ကညာကြီး short ဖြစ်ကုန်ပြီအာသူရဲ့သဘောကကြတော့ short ဖြစ်ကုန်ပြီပောက်ကြရီဖြစ်ကုန်ပြီစောက်တလွဲတွေဖြစ်ကုန်ပြီဆိုတဲ့အနေထားမှာရှိပါတယ် ไปกันใหญ่ไปกันใหญ่สว่าบ่เนาะโอเคเดี๋ยวคู่ต่อแม้ถ้าจ้ะတော့ไปไปมาไปสร้าตัวเลยมาสร้าลาอะน่ะ2คู่ဖြစ်ပါတယ်ไปไปมามาสร้าตั้วๆลาๆปอนเนาะตะเกยปอนเนาะอ่าเราတို့မြန်မာလုံးเนี่ยပြောမှာဆိုရင်ตั้วไล่ลาไล่ဆိုတဲ့သဘောမှာလည်းရှိတလို့ตั้วๆลาๆဆိုတဲ့အနေထားမှာလည်းရှိပါတယ်เนาะသူရဲ့အသေးပြကြတော့ဟုတ်ကဲ့ပါနောက်တစ်ခုသွားမယ်နောက်တစ်ခုကကြတော့ไปမေလော့ ပိုင်မင်းလောဆိုတဲ့အတိတ်ပဲကြတော့ तू ကမဖြစ်နိုင်လောက်ဘူးပေါ့နော်အစင်မပြေလောက်ဘူး तू ကဘာကိုပိုင်မင်းလောဆိုတာလဲဆိုတော့ကျွန်တော်ပြောပြမယ်ဥပမာလေးနဲ့ကျွန်တော်ရှင်းပြမယ်ဥပမာကွာကျွန်တော်ကဈေးဆိုင်ရောင်းတယ်ဈေးဆိုင်ရောင်းတယ်အာကျွန်တော်တငယ်ချင်းကျွန်တော်ပြောမယ်မင်းအစင်ပြေလောက်မှမဟုတ်ဘူးမင်းဟိုရောင်းရလောက်မှမဟုတ်ဘူးပေါ့နော်အပြောမယ်ဆိုရင်တော့မင်းအစင်မပြေဘူးဆိုတဲ့အစင်အစင်ပြေအစင်မပြေလောက်ဘူးဆိုတဲ့သဘောမှရှိပါတယ်ပိုင်မင်းလော तू ကဘယ်လိုပြောမလဲ အာအဆင်မပြေလောက်ဘူးပေါ့နော်ဒီလိုမျိုးရောင်းလာမင်းအဆင်ပြေမှာမဟုတ်ဘူးဆိုတဲ့သဘောတရားအတိတ်ဘက်မှာရှိပါတယ်နော်။ပိုင်မင်းလို့ဆိုတာအဆင်မပြေလောက်ဘူးတော့မဟုတ်မဖြစ်နိုင်လောက်ဘူးပေါ့နော်။သူရဲ့အတိတ်ဘက်ကဘန်းစကားလိုမျိုးကြပါတယ်။ဟုတ်ကဲ့ပါ။နောက်တစ်ခုသွားမယ်။ပိုင်ဒိတ်ဆူဝေးပိုင်ဒိတ်ဆူဝေးဒါလည်းဒီလိုပါပဲ။သူနည်းတူပဲဒါကြတော့ဘယ်လိုပြောမလဲ။ကိုကဇေးရောင်းနေတယ်ကွာ။ပိုင်ဒိတ်ဆူဝေးဆိုတာကိုကရောင်းကောင်းနေတာပေါ့နော်။အာအဲ့လိုမျိုးနေထားပြီးမှသုံးသုံးတာဖြစ်ပါတယ်။ အယောင်ကောင်းနေတော့ဘောနော်ဟာပိုင်တိုင်းစွေအာလှတယ်ဘောနော်ပြောမလို့ဟာလှတယ်ဘာညာဘောနော်အာလှတယ်အစင်ပြေတယ်အဲ့လိုမျိုးနေထားမှရှိတာဘောနော်သူကပိုင်တိုင်းစွေဆိုတော့ဘန်းစကားအဲ့လိုမျိုးကြတာဘောနော်အစင်နားလည်မယ်လို့ထင်ပါတယ်အာနောက်တစ်ခုကကြတော့ရပိုင်ရပိုင်မတော်နဲ့อยากไปมาตั้วเนี่ยสุดแต่ได้ไปဖြစ်ပါတယ်อยากไปมาตั้วเนี่ยบ่เนาะอยากไป စကားတီချလေးနားထောင်တော့ရပိုင်မဟုတ်ဘူးเนาะရပိုင်စကားပြတ်တယ်เนาะဟုတ်ကဲ့ပါရပိုင်မသွားနဲ့အာနောက်တစ်ခုသွားမယ်ပိုင်မေးတိုင်းပိုင်မေးတိုင်းသွားမရဘူးပိုင်ဆိုတော့သွားတာမေးတိုင်းဆိုတာမရဘူးပိုင်မေးတိုင်းဆိုတာကြတော့သွားမရဘူးပေါ့เนาะတကယ်လို့ဒီဥစ္စာယူသွားရတယ်ဆိုပြီးတော့သုံးမယ်ဆိုလို့ရှိရင်အလေကမိုက်ဆိုတော့ယူဖြုတ်ပြစ်လိုက်အောင်ပါပဲเนาะပိုင်တိုင်းဆိုလို့ရှိရင်သွားလို့ရတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ် အဆင်ပြေမယ်လို့ထင်ပါတယ်ကျွန်တော်ဒီနေ့မှကြတော့ဘောနော်ဒီလောက်ပဲကျွန်တော်ရှင်းပြမယ်နောက်နေ့တွင်မှလည်းအခုလိုမျိုးဗီဒီယိုဖိုင်လေးတွေလေးလာလို့ရအောင် ကျွန်တော် channel လေးကို follow မလို့ရသေးရင် follow လုပ်သွားပါလို့ပြောချင်ပါတယ်သိချင်တာလေးရှိလို့ရှိရင်လည်းမေးပါ comment မှာရေးသွားလို့ရပါတယ်နော် အော်ပြီးတော့ကိုကဘောနော် live မှာတွေ့နေတဲ့အပေါ့နော်ထိုင်းစကားလေးတွေထိုင်းစာလေးတွေနဲ့ရေးထားတဲ့အတိတ်ပဲလေးတွေကိုအတန်ထွက်လေးတွေ ပို့ပို့ပို့ပြီးတော့တေချအောင်လေ့လာချင်းတယ်ဆိုလို့ရှိရင်အဲ့ဒီဓာတ်ပုံလေးကိုတင်ထားလိုက်ပြီးရင်ကျွန်တော်စီကိုပို့လာလိုက်အဲ့ဒါလေးကိုပေါ့နော်ဗီဒီယိုဖိုင်လေးလုတ်ပေးပါဆိုပြီးတော့တောင်းဆိုလို့ရှိရင်ကျွန်တော်လုတ်ပေးပါတယ်နော်ဘလိုတွေပြောလို့ရလဲဘလိုနေထားမှရှိလဲသူရဲ့အတန်ထွက်တွေကဘလိုဘလိုတွေတုံးရတယ်ဆိုတာကျွန်တော်ရှင်းပြပေးမှဖြစ်ပါတယ်အားလုံးအဆင်ပြေကြပါစေလို့